လက်ရှိတင်ဆက်လောကအခြေအနေအရဟိုလက်ရှိအခြေအနေအရပဲပေါ့နော်အကုန်လုံးကတော့စိတ်တည်လည်းညစ်နေကြရတယ်ဖြစ်နေတဲ့ပြဿနာတွေကလည်းမျိုးစုံဖြစ်နေမျိုးစုံဖြစ်နေတော့တချို့ဆိုလည်းမရှိတော့တဲ့လူရှိရယ်တချို့ကြတော့လည်းရှိနေရတဲ့ဆက်ပြီးမကကျင်တော့တဲ့လူတွေလည်းရှိရယ်အဲ့တော့ဒီဟာလေးကိုပဲရှိနေတဲ့ဟာလေးကိုပဲအစဉ်ပြေအောင်ရည်တည်နေရတဲ့သဘောမျိုးတော့ဖြစ်နေရပေါ့အဓိကတော့မရှိရင်လည်းမလုံရင်လည်းပျောက်သွားမယ်အဲလုံရင်လည်းတခုခုဘာဖြစ်လာမလဲဘာလို့လုံနေရလဲဆိုရဲ အဲ့လိုအတွေးအကြာရမှာပဲရှိတာတော့ကိုကောင်းတယ်ဆိုတဲ့အတွေးလေးနဲ့ပဲတဏ္ဏမြတီဆောက်ပြီးတော့ဒီတိုင်းစင်းနေနဲ့ဂိုင်ပွဲလေးပါလေးညာလေးဆိုပြီးတော့အဲ့လိုမျိုးအလုပ်ဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကူးရဲ့အိမ်မှာကတော့ကျွန်တော်ပြောခွင့်ရချင်ကျွန်တော်ဟိုအရင်တော့ကြီးရပေါ့နော်နည်းနည်းခက်ခဲတည်နေမယ်ကြံကျင်တာပါအဲ့လောက်ပါအဲ့တော့ဘာမှလည်းမကျန်တာရပြီးရင်ပြီးသွားမှာလေနော်ပြီးရင်ပြီးသွားမှာဆိုတော့အနည်းဆုံး တခုခုလောက်တော့လုတ်ပြခဲ့တယ်အော်အေးဒီလူဒီလူလုတ်ခဲ့တယ်အာသူလုတ်ခဲ့တဲ့ဟာလေးကဘလို့လေးဆိုရဲဟာမျိုးသူတို့ရဲ့စိတ်ထဲမှာအမှတ်ရနေရပါပြီကျွန်တော်ဘာမှမလို့အပ်ပါဘူးအဲလက်တလောပါရေလုံးနေလဲဆိုတော့အဲ ီလိုပါပဲဟိုပွဲရှိတော့လဲကပြတဲ့အဲပြီးတော့တော့ဒီအဲအစ်တစ်အစ်တစ်တင်ပေါ့နော်တကူကူထပ်ပြီးတော့ကိုသွားခြင်းနဲ့ live ကိုသွားဖို့အတွက်စူးစမ်းနေပေါ့အဲကျွန်တော်အကတ်တန်က10မိနစ်တော့ကြော်ပြီဗျအဲလက်တလောကြိုက်နေတဲ့အကမျိုးဆိုတော့ကျွန်တော်ဒီအကကတော့အကုန်လုံးတော့ကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်အကုန် ဒီ commercial လုပ်နေရဆိုတော့အကုန်လုံးတော့ကြည်လာ medical နဲ့ကိုသွားကျင်နေတာကြာဒီ choreography ကိုမှနည်းနည်းလေးပို့ပြီးတော့ artist ဘက်ကိုရောက်တဲ့ဟာမျိုးပေါ့နော်တခုခုကိုတခုခုလှုပ်လိုက်လို့ရှိရင်အဲ thinking thinking တခုခုရသွားတဲ့ဟာမျိုးလောက်ကိုဖြစ်ချင်တဲ့ပုံစံမျိုးဟာတွေကိုကြည့်ဖြစ်တယ်အဲအခုလောလောဆယ်ကြည့်နေရဆို choreography choreographer သမားတွေကိုကြည့်ဖြစ်တယ်အဲဒီကဲ choreographer ဆိုဒီပြောရင်ခုနောက်ဆုံးကြည့်ထားတဲ့ဟာဆို airport ကို airport ရဲ့ short film ကို train ထားတဲ့ အကာမျိုးတွေတော့လို့တခုခုပေါ့နော်အဲ့လိုအတ်ဖြစ်တဲ့ဟာမျိုးအဲ့ဒါလေးကြည့်ပြလိုက်ဟုတ်အဲလက်တလောကြိုက်နေတဲ့ဟာတော့ဒီ choreography ဆိုတော့အကထွင်တဲ့ဟာပေါ့နော် အကထွင်တဲ့ဟာကိုနည်းနည်းအမှုပြန်ဆန်တဲ့ဟာမျိုးပေါ့အဲတခုခုကြည့်လိုက်လို့ချင်းတယ်အတခုခုရသွားတဲ့ဟာမျိုးအဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အဲ့လို train နေဟဲ့ choreo အဲ့အကထွင်တဲ့အကြီးပိုင်းတွေပေါ့နော်အတန်းကြီးပိုင်းတွေပေါ့ဟိုကျွန်တော်တို့တခုဆိုရင်အဲ့လူကအသက်ကြီးနေတဲ့လူတွေတော့အများ choreo train နေဟာမျိုးလိုက်ပြီးကြည့်ပြတယ်ပြီးတော့ contemporary ဆိုရက်ဒီ တခုခုတင်းပေးတဲ့ဟာလေးအဲ့ဒါလေးကြည့်ဖြစ်တယ်ဟုတ်အာအကောက်တကယ် YouTube ခဲ့လားဆိုတော့အဲ့ဒါတော့ကျွန်တော် interview တိုင်းမှာတစ်ချက်ပြောဘူးရရှိအများတိုင်းလို့လို့ပဲဟိုအစတော့ကိုလည်း YouTube တယ်လို့တော့ထင်တာမဟုတ်ဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုကလုံလုံနဲ့ဒီပုံမှာခံစားမိရတော့ကိုပေးရင်ပေးတလောက်ရရဆိုရဲဟာမျိုးခံစားမိတယ်ခံစားမိတော့ကိုတက်နိုင်တလောက်ဘလောက်ပေးမလဲဆိုရဲဟာမျိုးပေါ့နော်အဲ့အဲ့လိုမျိုးပဲစိတ်ထဲမှာထားလိုက်တယ်ဟိုယူတက်တယ်မြူတူဆိုတာတော့မဟုတ်တော့ပဲねငါ တရားလုံးလို့ရှိရင်ကတရားရမယ်90လောက်လို့ရှိရင်90ရမယ်ဆိုရဲဟာမျိုးတွားပြီးတော့အဲ့ဟာနေပဲစသွားတာပေါ့နော်အငါဒါပဲတက်တယ်ငါမှဒါပဲရှိတယ်အဲ့တော့ဒါအောင်ကအကောင်းဆုံးလုပ်မယ်ဆိုပြီးတော့ပဲအဲ့လိုတွားလိုက်တယ်အဲ့လိုတွားလိုက်တော့တရားပြင်းတရားရမယ်ဆိုတဲ့စိတ်နဲ့ပဲအဲ့လောက်ထိတွားပြီးအလုပ်လုပ်ဖြစ်တယ်အဲတခါတလေလက်ကြည့်ဖြစ်တယ်တခါတလေလက်မကြည့်ဖြစ်ဘူးဒါပေမဲ့ဟိုကျွန်တော်ကသွားနေတဲ့ land တစ်ခုရှိရပါတော့အဲ့ land တစ်ခုလောက်မှာတော့ကိုကနောက်တစ်ဆင့်ထပ်တက်တော့မယ်ဆိုလို့ရှင်တော့အဲ့လူတွေကိုတခါကြက်လည်းကိုကသွားမေးတာမျိုးရှိတယ် ဘယ်လိုနေလဲပေါ့နော်ဘယ်လိုအခြေအနေဖြစ်လဲပေါ့ဒါအဲ့အဲ့လိုကကိုယ် feedback ပေးလဲလို့ရှိရင်အဲ့နေ့အတွက်ကကျွန်တော် energy အပြည့်ဝရတယ်အဲ့အဲ့အဲ့လိုမျိုးပေါ့တခါတလေလဲကြည့်ပြင်တယ်တခါတလေလဲကြည့်ရဆိုတော့အနည်းနဲ့အများတော့ဟိုပြောရရင်နည်းနည်းလေးလောက်ပဲစိတ်ဝင်စားရအဲ့ဒီ comment တွေတို့ like တွေတို့ဘာတော့ညာတို့အရင်ကြီးတော့မဟုတ်ဒါပေမဲ့တခုရှိရတော့ဒါနဲ့ရက်တည်နေရဆိုတော့လဲတခါကျရင် like တွေများတော့လဲ okay ပေါ့အလုပ်ရတာပေါ့အဲ့အဲ့လောက်ပေါ့ senior ဆိုဘယ်သူရှိမှာဆိုတော့ကျွန်တော် agile ဆိုတဲ့ဟာမျိုးကတော့ ဟိုရှိတာပဲရှိရပြဗျ။ဟိုနာမည်တော့မပြောတော့ဘူးเนาะဘာဖြစ်လဲဆိုတော့ဟိုအဖွဲ့စည်းတစ်ခုမှတည်ထောင်နေရမှာနင်းရှီလာများဆိုတော့တည်ထောင်နိုင်ပြီးတော့အခုချိန်ဒီအသက်ရွယ်ထည်ဒီအကောက်ကိုပဲလုံနေတဲ့အချိန်မှာဒီတင်းစားရအတွက်နောက်ထပ် land တစ်ခုလေးကိုရှာပေးနေတယ်ဒီလိုအကြီးပိုင်းထဲမှာရှိရဲ့လူတွေ၃၄ဦးလောက်တော့ရှိရဲ့အဲ့လူတွေဆိုကျွန်တော်လေးစားတယ်။ဘာလို့လဲဆိုတော့သူတို့သူတို့ဖြတ်တန်းလာတဲ့ဟာမှာလေသူတို့ရဲ့ခေတ်ကာလနဲ့ သွားခဲ့တဲ့အကပညာရက်တခုရှိရပေါ့နော်အခုချိန်မှာကိုကကိုကအရန်တော်နေလို့ကိုအရန်ကောင်းနေလို့ဆိုပြီးတော့ဖြစ်နေလို့လည်းမရဘူးဘာလို့လဲဆိုတော့ခက်ခက်အဲ့ခင်မှာရှိခဲ့တော့သူကအကောင်းဆုံးပဲအဲ့တော့ဒီခင်မှာကိုကလုံနိုင်ပြီဆိုရင်ကိုကကိုလုံနိုင်တဲ့လေယောက်ကိုကအကောင်းဆုံးလုပ်ပြီးတော့အရင်တော့လုတ်ခဲ့တဲ့လူကိုလေးစားရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်အနေနဲ့ရှိပါတယ်လေးစားရတယ်လို့ကိုမမင်းထွင်းရှိမယ်မခိုင်လေးရှိမယ်ဘင်းကိုတိုးလို့ရှိမယ်ဒီအကြီးရဲ့မှာအကုန်ပါပဲကျွန်တော် အကုန်လေးစားတယ်ကျွန်တော်တို့ ကျွန်တော်တို့ဘာမှမသိတဲ့အချိန်မှာတို့ဖြတ်တန်းလာရင်ဟာအရန်ခက်ခဲတဲ့လို့ကြောင့်အချို့နာမည်တွေလည်းမပါသွားတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်ထက်ဝါရင်းတဲ့လူတွေအကုန်လုံးအခုချိန်မှာကျွန်တော်ရဲ့အသက်အရွယ်ပိုင်းခြားရာပြန်တွေးကြည့်လိုက်တဲ့အချိန်မှာတက်ကြည့်လိုက်အများတော့တိလာတာလေးစားတဲ့နေသူလေးစားရမယ်အာကိုဖြတ်တန်းခဲ့တဲ့ဟာကိုလည်းကိုကိုယ်တိုင်ဒါကိုတိရမယ်တီးပြီးတော့ကိုဖြတ်ခံခဲ့တယ်လို့ပဲအငယ်တွေကိုလည်းဒါ ID လို့ရှိရဲဆိုတော့တက်နိုင်များမျှဝေပေးခြင်းတယ်ဆိုရဲဟာနဲ့ပဲဆက်ပြီးတော့စိတ်ကိုတိဆောက်ထားရပါဟုတ် အိမ်မက်ကရင်မှာကျတော့ကျွန်တော်ပါဝင်ပြတ်တာကျွန်တော်ကကျွန်တော်ဝါသနာပါတာရှိရှင်ကျွန်တော်အမြင်ပြောလေးရှိပါတော့လို့အကြီးရမခိုင်လေးလို့ပါဆိုဒါမခိုင်လေးခေါ်တာပါအဲကျွန်တော် musical ဝါသနာပါတယ်အဲ musical ဆိုတော့အဲ့လိုအချင်းနေဆိုပြီးတော့ကားတယ်ရုပ်ရှင်တွေပေါ့ဥမာစင်စင်ဒရယ်လာတို့ပါတို့အဲ့လို Disney ကလိုက်လုတ်တဲ့ဟာပဲเนาะ Disney မှာဆိုအမြင်တမ်းလို့လို့အဲ့ဒါအုံနေတုံတဲ့အဲ့လိုဒီအဲ Disney ကပုံစံမျိုးအရင်တော့ကြာပြီးတော့အဲ့လို road တစ်ခုရောက်တဲ့ဟာကိုကြိုက်တယ် road တစ်ခုရောက်တဲ့ဆိုတော့ dancer တွေက ဥမာအပြည့်ပြောရလို့ရှိရင်အသက်သက်ကြီးလို့ဖြစ်နေတာဗောနော်သက်သက်ကြီးလို့အသက်သက်ကြီးဖြစ်နေပြီးတော့ driver တစ်ပိုင်းနဲ့ဆိုစကားကတန်းတူပြောလို့မရအခွင့်အရေးမရှိရှင်တော့ဆိုရင်အခုနောက်ပိုင်းဆိုရင်အဲ့လိုမျိုးတန်းတူပြောလို့ရလာတယ်သူတို့ကလည်းအဲ့ဒါကို respect ဖြစ်လာ you know your respect မဟုတ် dancer ဆိုတဲ့ dancer 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 ပါတယ်ဗောကျွန်တော်ကျအဲ့လိုမဟုတ်ဘဲနဲ့ dancer နဲ့ rider နဲ့အဲ့ road တစ်ခုမှာ scene တစ်ခုထဲမှာကိုယ်တည်းလဲ road တစ်ခုရှိရဲဆိုတဲ့ဟာကိုကျွန်တော်အရင်ဖြစ်စေခြင်းတယ်ဖြစ်စေခြင်းတော့အဲအဲ့အဲ့ဒါလေးပေါ့နော်အဲ့လိုဖြစ်လာတယ်ပြီးတော့ ဲ့ဒါကိုလည်းဝါသနာပါတယ်ပါတယ်တို့ကြောင့်မကန်နေရအဲ့ဒါကိုခေါ်ရခေါ်ရခြင်းမှာတနိုင်များအဲ့ဒါကိုစူးစမ်းဖြစ်တယ်စူးစမ်းပြီးဖြစ်တယ်ပေါ့နော်အဲ့အဲ့လိုနဲ့ပါတော့တာပေါ့အဲ့မှာဆိုရင်ညာကျွန်တော်ကအဲ့အိမ်မကန်ရမှာနှစ်စင်းလုတ်ဖြစ်တယ်ပထမဆုံးကိုလွမ်းမိုင်ကော်ဖီဆိုင်မှာဆိုတဲ့စင်းတစ်ခုရပြီးတော့ဇက်ခုံပေါ်မှာခုံဖနက်နဲ့ခုံဖနက်နဲ့ကားတဲ့စင်းတစ်ခုရပေါ့နော်အဲ့နှစ်ခုကျွန်တော်လုတ်ဖြစ်ပါတော့အဲ့လိုရုပ်ရှင်တွေအများကြီးကိုဖြစ်ရှိစေခြင်းတယ်အဲ့အဲ့လိုရွှေရှင်နေအများကြီးရှိလာလို့ရှင်ကျွန်တော်ဒန်ဆာတွေကဘာလို့လဲဆိုတော့နေရာ route တစ်ခုရောက်လာရောက်လာတဲ့အချိန်ကျတော့ရှင် ပို့ပြီးတော့အခွင့်အလမ်းရေပို့များလာဥပမာအဖြစ်ကျွန်တော်ရုပ်ရှင်တကာရဲ့လို့ရှင်ဒန်ဆာရောက်30ရှိရဆိုရင်ကျွန်တော်ဒန်ဆာအလုပ်ရမယ်ပြီးတော့အဲ့ဒန်ဆာရဲ့လက်အလုပ်ရတယ်လို့အဲ့ဒန်ဆာတွေကလည်းအဲ့အဲ့အလုပ်ထဲကနေကျင်လဲပြီးတော့နောက်ထပ်လမ်းတစ်ခုထပ်ပြီးပွင့်လာအဲ့တော့ choreography ဆိုရက် choreographer တမားတွေဆိုတာလည်းအများကြီးပေါ်လာမယ်ပြီးရင် dancer တွေလည်းအများကြီးပေါ်လာပြီးတော့ role တခုရောက်လာလို့ရှိရင်အခွင့်အလမ်းတို့အခွင့်အရေးတွေပါရအဲ့ဒါတွေအတွက်သူတို့အတွက်ဖြစ်လာမယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ကတော့ဝမ်းသာတယ်ဟိုဖက်ဖက်ကကြည့်ရင်အကောင်းကြီးပဲရှိရအဆိုးမရှိဘူးအဲ့ဒါကြောင့် ျင့်တတ်ပါတယ်ဟုတ်ထပ်ပြီးလဲအဲ့ဒါမျိုးရှိစေချင်တယ်မော်ယုံကတော့ကျွန်တော်ကစနေနေ့တိုင်းသွားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောတယ်ပြီးတော့နောက်တစ်ခါကျွန်တော်မော်ယုံသွားတဲ့အချိန်မှာဘာရလဲဆိုတော့ကျွန်တော်လူကြီးတွေရဲ့ energy ပေါ့နော်အဲလူကြီးတွေကသူတို့ပေးတဲ့ energy ကိုကျွန်တော်ကောင်းကောင်းကြီးခံစားရတယ်ကောင်းကောင်းကြီးခံစားရတော့ကျွန်တော်လူကြီးတွေနဲ့ပူပြီးတော့စကားပြောဖြစ်တယ်ပြောပြတော့ဘာလို့သွားရတာလဲဆိုတဲ့အကြောင်းရင်းမှာဘာလို့ကရတာလဲဆိုတဲ့ဟာအမကကျွန်တော်အမဟိုဒီတိုင်းအခကြေးငွေနဲ့လည်းမဟုတ်ဘူးပေါ့နော်ဘာ ဒီတိုင်းပဲကျွန်တော်ပြောတယ်ပြောတဲ့အချိန်မှာကျွန်တော်ကျွန်တော်မှာတက်တယ်ကျွန်တော်တက်တဲ့ဟာလေးရှိတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဒါကိုချပြရတော့ပဲဖြစ်တယ်အရင်ဘာဖြစ်ချင်လို့ညာဖြစ်ချင်လို့လည်းမဟုတ်ဘူးပြီးတော့အတိတ်ကတော့အဲ့နေရာကိုသွားတာကိုပြောတယ်ပြီးတော့အဲ့လူကြီးတွေနဲ့စကားပြောရတာကိုကြိုက်တယ်ကျွန်တော်လည်းအကြီးတယောက်ဖြစ်လာပြီဆိုတော့ကျွန်တော်အောက်မှာငွေရှိရပါတော့တခါကျရင်ကိုယ်မှာ energy မရှိတော့ကိုပေးနေရ energy ရှိတယ် ဲ့တော့ဒါပေမဲ့ကိုယ်မှမရှိတော့မရှိတဲ့အချိန်ကြလို့ရှင်သူတို့ကလည်းမပြောနိုင်တော့ဒါပေမဲ့တက်နိုင်တဲ့လောက်တော့ကိုယ်အကြီးတယောက်အင်းနေဆိုပြောတာပေါ့နော်ဒါပေမဲ့အဲ့နေရာသွားရှင်မှာကိုယ်ကအငယ်ဖြစ်သွားတယ်အမလူကြီးကကိုယ်ပေးတဲ့ energy ကပြန်ပြီးအပြည့်ပြန်ရအဲစနေနေ့ဒီကျွန်တော်သွားလိုက်လို့ရှင်အဲ့လူတွေကကျွန်တော်ချစ်တယ်အာနန်းဆိုလာပြီးသားလာပြီးဒါအစဉ်ပြေလာဒါအလုပ်ဒီကအစဉ်ပြေလာဒါပိန်သွားရင်တော့ဒါမျက်နှာစမပြေဘူးနေရောကောင်းရလားဆိုတော့အာတကယ်ဖီးပေါ့မိသားစုတစ်ခုလိုဖြစ်တယ်အဲ့တော့အဲ့ကိုသွားတာကောင်းတယ်ကျန်တဲ့နေရာကျတော့ ကလေးနဲ့ပြန်တွေ့ရခြင်းညာဟာမင်းအဆင်ပြေရလားမိဘကြီးလုံးနေလဲကိုကပြန်ပေးရအဲ့ဆိုအဲ့လိုမျိုးဆိုတော့ကျွန်တော်ကျွန်တော်ကျင်တဲ့ရက်တွေမှာပေးပြီးတော့ကျွန်တော်အဲ့နေရာကြာလို့ရှိရင်ကျွန်တော်သွားယူတာပေါ့နော်ကျွန်တော်ရဲ့စိတ်ကကျွန်တော် energy ရအဲ့တော့ကျွန်တော် energy ရတဲ့အချိန်မှာကျွန်တော်ဒီကောင်ကတဲ့အချိန်မှာလဲသူတို့ကထပ်ပြီးတော့ပေးတဲ့အချိန်မှာဘယ်လိုလဲဆိုတော့ဒါကတာလေးကအရင်လာတယ်ဒါကအရင်ကြည့်လို့ကောင်းတာပဲဆိုတဲ့ဟာလေလူကြီးကြီးကြိုက်တော့ကြောင့်ပို့အစဉ်ပျော်တယ်ဟုတ်လေကိုကလည်းအဲ့လူကြီးကိုဘာကြောင့်ကပြလဲဆိုတော့ ဘာကြောင့်ကပြလဲဆိုတာထက်ပေါ့နော်ကိုကလိုက်တဲ့အချိန်မှာဒီလူကြီးကြိုက်သွားပြီဆိုရင်သူတို့မှရှိမဲ့မိသားစုရှိမဲ့ပေါ့နော်အဲ့မှာကလေးတွေဝါသနာပါတဲ့အကကလေးတွေပါလာခဲ့လို့ရှိရင်အော်ဒီလိုကလို့ရရယ်နော်ဒီနေရာမှာဒီလိုရှိငါတို့သွားခဲ့နေအဒီဆိုင်မျိုးမှာဒီလိုကနေအဒန်ဆာတယောက်ရှိအဲ့တော့အဲ့လိုဒန်ဆာရှိရယ်ဆိုသူကလူကြီးကကြည့်လို့ရှိရင်အော်အေးငါကကလေးဒန်ဆာလုပ်မယ်ဆိုရင်လည်းငါတို့ပိတ်ပင်စရာအကြောင်းမရှိတော့ဘူးပေါ့ ကျွန်တော်အဲ့လိုတွေးမိတယ်ဟိုတွေးမိတာပေါ့နော်ဟုတ်ချင်မှလည်းဟုတ်မှာမင်းကျွန်တော်ငွေရောင်တော့ဖြစ်လာတန်ဆာမလုံနဲ့တန်ဆာမလုံနဲ့အဲတန်ဆာဘာဖြစ်တယ်ညာဖြစ်တယ်ပတ်စံလေးရမှာမဟုတ်ဘာမှဖြစ်မှာမဟုတ်ညာဖြစ်မှာမဟုတ်ဆိုကျွန်တော်အမြဲပြောခံနေရှိအဲကျွန်တော်အဲ့နေရာသွားရချိန်မှာတက်နိုင်တဲ့လောက်ကျွန်တော်အဲရတဲ့လောက်ပေါ့နော်ခွန်အားရှိတဲ့လောက်ကျွန်တော်ကားတယ်ပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်ကအပြည့်ကားတယ်ကိုကလည်းအဲ့နေရာမှာတပတ်မှတည့်ရအဲ့လိုပဲသွားတယ်သွားတယ်ကားတယ်ဆိုရဟာမျိုးလောက်ပဲဆိုတော့အာသူတွေစုံနေကြကျွန်တော်ရှင်ရကိုကိုရီးယားလည်းပြောရရင်ဟို ဒီစိုင်းအတွက်လည်းမဟုတ်သူတို့တက်ကရင်ပြောမကရင်တော့လိုင်းရင်ပြောအဲကိုကလည်းအဲ့ကိုလီလောက်တန်တယ်ကိုပြောပါလေပျော်နေပြီဆိုတာနဲ့ဧည့်တွေဝင်သွားပြီဆိုတာနဲ့အာရရတယ်ဘာမှဖြစ်ဘူးခါကြခါကြလေဆိုတာအဲ့လိုမျိုးပေါ့နော်ကိုကကအကအနောက်ဆုံးမပြီးသေးအဲလှည့်လိုက်တယ်ကန်နေနောက်ဆုံးမရတော့မပြီးတော့ဒါမရတော့လက်ထပ်သွားလိုက်တယ်အဲ့လိုမျိုးလေးတော့ရှိရပါဘူးအဓိကကတော့ပျော်ပျော်ဖို့ပဲလေနော် ပျော်ဖို့ပဲအဓိကတော့ကျွန်တော်မှလည်းတွေးထားစက္ကလောင်းအဓိကပျော်ဖို့မမေ့နဲ့ပါဘောအဓိကပျော်တဲ့နေရာကိုသွားမယ်ပျော်တာလေးလုပ်မယ်ပျော်ခြင်းနဲ့စိတ်လူတွေကိုပျော်တာဖြစ်စေခြင်းနဲ့ဆိုရဲဟာပဲတွေးတွေးတော့အခုကနေလူကြီးလို့ပျော်ရဲဆိုရရင်ကြီးနေတယ်